ကဲအားလုံးပဲမင်္ဂလာပါဗျာမိုးရေနော်နည်းနည်းလေးကူးဆိုင်ပေးကြပါဒီခုဟိုပါပေါ့ရအောင်မှာတော့ကိုဗစ်ကကိုဗစ်ပြန်လာပြီလို့ပြောနေပြောနေကြလို့အဲ့ဒါနည်းနည်းတော့လန့်စရာတော့ကောင်းတယ်နော် IG ဆိုင်ရယ်အဲ့တော့နည်းနည်းလေးရောအကြံပါကူးဆိုင်ပေးကြပါနော်အဲ့တော့ကျွန်တော်ဒီနေ့ကအဲတရှင်ရဗျူးထက်လို့မပေါ့ ိုမနေ့ကတော့ကျွန်တော်ကုဇော်လက်ကြီးရဲ့အကြောင်းကိုတင်ပေးလိုက်တယ်အဲအဲ့ဒါကုဇော်လက်ကြီးရဲ့ဟိုပါပေါ့အဲအဲ့ပါကျွန်တော်ရဲ့အဲပေါ်စာမှုကြောင့်ပေါ့မာယုံမှုကြောင့်တောင်းပန်စရာလေးလည်းရှိပါတယ်အဲ့ဒါမမြစ်တချင်ကိုကျွန်တော်ကလှုပ်လှဲ့လိုက်တာအမှားတော့မမြစ်တချင်ရဲ့မူရင်းဖန်တီးသူကဟိုကကိုမျိုး X1 ပေါ့ X1 Studio ဘကိုကအဲသူသူတီးထိုင်ဟာကိုကျွန်တော်ကသူကုဇော်လက် creation ဆိုပြီးကျွန်တော်လောက်တာအဲ့အတွက်ကျွန်တော်အများကြီးဒီကနေပြီးတော့ အนูမျိုးတောင်းပန်ပါတယ်လို့တောင်းအဲ့လေကိုမျိုးကိုလည်းဒီကနေပြီးတော့အนูမျိုးတောင်းပန်ပါတယ်ဗျာနော်ဟုတ်တယ်ဟုတ်ကဲ့အောက်ပြီအဲ့တော့ကျွန်တော်တို့ကဒီနေ့ဘာဆက်ပြီးတော့ review လေးထပ်လုပ်ပလဲဆိုတော့မြန်မာနိုင်ငံရဲ့ master piece တချင်းလို့ပြောလို့ရတဲ့ခွန်အားဖြစ်မိငယ်မိငယ်တချင်းပေါ့အဲ့တချင်းကို guru ကြီး instrument နဲ့တီးထားတဲ့ဟာရှိတယ် instrument နဲ့တီးထားတဲ့ဟိုရှိတယ်စထွတ်ထွတ်ရှင်းတော့ ဆောင်ရဲကြိုက်ခဲ့တာကျွန်တော်အဲ့တခြင်းအဲ့ခုအဲ့တခြင်းရဲ့အကြောင်းအဲ့တခြင်းလေးကိုသူတို့ဂူရူကြီးကဘလို့တီးလဲဆိုတာကိုကျွန်တော်ကနည်းနည်းလေးပြောချင်လို့ပါအဲ့ဒါလေးနည်းနည်းလေးပြောချင်လို့သူတို့ရဲ့လက်စွမ်းလက်ဆလက်နာတွေဘလောက်ထိပြည်ပြင်းတယ်ဘလောက်ထိတိုက်ရတယ်အဲ့လိုမျိုးနားထောင်နားထောင်ရင်းနဲ့ဒီလိုမျိုး expression ဖြစ်တဲ့နေရာတွေမှာကျွန်တော်တို့ချက်သိမ်းမှုန်းကြီးနေထလာတဲ့အထိအဲ့လိုမျိုးမျက်ရည်တွေဝဲလာတဲ့အထိ အရင်ကောင်းနေတဲ့ရှင် instrument ပေါ့လူကိုယ်တိုင်ဆိုပဲနဲ့ကျွန်တော်သူတို့ကဒီလိုမျိုးပေါ့သူတို့ရဲ့ပိုင်နိုင်တဲ့ဂီတာတလက်ပေါ်မှာဘယ်လောက်ထိဘယ်လိုခေါ်တီးဒီတီးတီးသွားဘူးပေါ့လေဖော်ကျူးသွားလဲဆိုတာပြပါပါနော် analysis လေးလုပ်ကြည့်အောင်နော်ဟုတ်ကဲ့အဲ့တော့စရအောင် ဲ့မှာရှေ့အစထွက်လာကြီးဂီတာတပန်း9ယောက်ပေါ့နော်9ယောက်ပေါ့အခုဆောရနိုင်ဖြစ်လိမ့်မယ်ဗျာတက်လားဒီကုစောမျိုးထွတ်ကုစောမျိုးထွတ်ဆရာချစ်ကုစောလက်ကုစောရနိုင်ကုဘွားပေါ့အဲ9ယောက်ပေါ့ဂီတာမား9ယောက်ပေါ့သူတို့ကခေါ်အဲ့တော့ဒီတီးပါလားအင်ထိုးမှာ အဲ့တို့စားထွက်လာတာကျွန်တော်ပြောမယ်ဆိုလို့ရှိရင်ဒါခပ်လာလို့ခေါ်ရတာကျွန်တော်တို့ဖျားเจ้าနေမှာဟိုလူတွေကနေပြီးတော့ဘယ်လိုခေါ်ဟိုဒီ instrument တွေမပါဘူးねလူတွေဘက်ဆက်ကနေပြီးတော့ရွတ်တာ notes တွေကိုရွတ်သွားတာတလိုင်းရင်းစီရွတ်သွားတာအဲအဲပထမဆုံးသူစမှာကဘောဘောအဲအဲ့ဘယ်ကိုယ်စမေတူကြီးอ่ะ ရူနိုကိုစတီးရယ်သူကအဲ့ဘယ်သူကဆယ်ချစ်ကဘယ်ဟာဝင်လာလို့ဆိုတော့မြေချက်တက်လုံးဝင်လာတယ်နော်အဲကုဇော်လက်ကုဇော်လက်ကကြာသူက perfect note ကိုတီးတယ်ကိုရနိုင်ကိုရနေကသူက audit rule note ကိုဟို8 audit for 8 var rule note ကိုထပ်တီးတယ်။နောက်ပြီးတော့အဲဒီကိုဘွားရကြတော့ကျွန်တော်တို့ဒီ8 var ပဲ။ခုနဆီယချစ်တီးခဲ့တဲ့ မေဂျာတက်လုံးကိုထပ်ပြန်တီးတယ်ထက်တီးအဲ့တော့အဲ့ငားရောက်လို့စုပေါင်းပြီးထွက်လာဟာကော့ကြီးဖြစ်သွားတာဘာကော့လုံးဆိုဒီအဲ့ကပလာလို့ခေါ်တာကျွန်တော်ကအဲ့ဒါနော်ဟိုတီးပြရမယ်ဆိုလို့ရှိရင်ဒီလိုပေါ့ဗျာသူလုတ်ထားတဲ့ပုံစံကဒီဖျားเจ้าနေမှာဟိုနောက်ကနေပြီးခရစင်းဘောလို့မျိုးလိုက်ဆိုတဲ့ပုံစံမျိုးလုတ်သွားတယ်သူကပထမဆုံးကုစုံမျိုးထွက်ကြည့်တီးတာဒါနားထောင်ကြည့်နော်ကျွန်တော်ပြကဲသူလုံးကိုကျွန်တော်ဖမ်းပြမယ်နော်အဲအဲ တာဒီဘော့ဒီ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 ရူနိုကြီးစတီးရယ်သူကအဲဆရာချစ်ကကြတော့အက်ရှန်တို့မီယူတီးွာအဲ့တော့ဒီရယ်မီရယ်ပါွားရယ်နော်ဟိုမီဇတ်တလုံးရယ်ရူနိုရယ်မီဇတ်တလုံးရယ်ပါွားရယ်နော်ဟုတ်ကဲ့ဟောတန်းဆိုပြီးတော့ကိုဇော်လက်ကကြပါဖက်ဖစ်ကိုဝင်လာသူအေးနော် ဲ့တော့ D ရဲ့ F sharp ရဲ့ A ရဲ့ဘာဝါပြီနော်အဲ့ဒါသူက trial chord ဖြစ်အမျိုးအစားဖြစ်သွား trial chord လीကော D ရဲ့ chord ပေါ့လေအဲ့ဒါမျိုးပေါ့နော်အဲနောက်ပြီးတော့ဒီမဲ့ခေါ်ကိုရဲ့နိုင်ဒါဒီကသူ outdate အနေအနေကိုပြန်ယူသွားတာဒီရဲ့ outdate ဟို sorry အမြင်ကိုဒီရဲ့ outdate အမြင်ကိုပြန်ယူထပ်ပြီးယူတယ်ဆိုတော့ဒီနော် အဲရူနိုပဲခုနကကိုစုံမျိုးတကြီးတီးတဲ့နှုတ်ကိုသူကအောက်တဲ့အမြင့်နဲ့ပြန်ယူလာတယ်။နောက်ပြီးဒီကိုဗိုင်းအကြတော့လဲဆရာချစ်တီးတဲ့ဟိုဟာဗောမေဂျာတက်လုံးဖြစ်တဲ့ဟိုဟာဗောအက်ရှက်နှုတ်ကိုထပ်ပြီးတော့သူကတီးတယ်နော်။အဲလုံးကိုတီးမှာသူကဒါဒီရလဲသူကဒီဟိုဟာဗောခွဲပုံစံမျိုး harmony နဲ့တီးပါတာအဲ့ဒါသူက ကုဇောမျိုးထကြီးကသူကမိန်လာတော့နော်တို့ကြဆရာချစ်ကကြဘယ်လိုင်းအောင်ဆက်တီလို့ဆိုတော့သူဆရာချစ်ကအဲ့လေအိုင်လိုင်းလေးတီးရသူက just ဒီဆရာချစ်ကကြ all right သူကဒီ for 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 ဒီခေါ်ရဒီ phone လို့ကို UD ပါ for for ဝဲ wow ယူပြီးလိုင်းအောင်တီးပါတယ်။ဟောပြောအဲအဲ့လိုလေးဖြစ်သွားတာဒီကုစုံမျိုးတို့ကြီးကမိန်းလိုင်းအောင်ပဲတီးရတာမိန်းလိုင်းတီးရတာအခုနေကတော့သူကနောက်အောက်ကဟိုဘယ်ရင်ဟိုအောင်လိုက်ပြီးနေတယ် မယ်လိုဒီကဒီနှစ်ယောက်ဖြုတ်သွားအဲ့ဒါပဲနော်ပြန်ဆက်ရအောင်အဲအဲ့နေရာလေးလှရတဲ့ဒီနောက်အောက်ကနှစ်ယောက်ပြီးပါနေရဒီကုဇလက်ပြီးတဲ့ဘက်ကင်ကိုရေသူစမ်းကြည့်အောင်နော်သူကနားထောင်ကြည့်အောင်ကျွန်တော်တို့ဘလူးဖြစ်တော့ဘော အဲ့တဲ့နိုင်ငံလေးလှဒီဒီကနေ့ဒီဒီနေမထုံးလေးသူကယူပါတွေ့လားလို့သားဒီဘက်ကကိုရနိုင်တည်ရလို့ကြည်ကြပါ ူနေအတိုင်းတည်းရအဲ့ကျွန်တော်တို့ကဒီဟောဘောဟာမိုနီနဲ့တွဲတည်ရတာဘယ်လိုခေါ်မလဲအဆင်းမြင်တာဒီဒီဟာမိုနီသင်ကန်းစာတွေကိုကျွန်တော်တို့အရင်ကျွန်တော်တင်ခဲ့တုန်းကအဲ့အဲ့လိုပုံစံမျိုးတွေတွတ်တလိုင်းချင်းစီခွဲပြီးခွဲထုတ်ပြီးတည်တာအဲ့လေးရောပါနော်အဲ့တော့ဆက်နာတာကြည့်အောင် အဲ့အဲ့ပဲကျွန်တော် home home key တဲ့ကိုပြောင်းဝင်လာပြီသူကကီးဂျီတဲ့ကိုဝင်ချလာတယ်သူကအဲသူက GF subset folio တဲ့အဲ့ melody ပါလားနော် ုစုံမျိုးတို့ကြီးက main line ောက်ဒီပါနော်သူကတန်း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 ဒါပဲနော်အဲ့တော့ blue ဘောရွတ်မယ်ဆိုလို့ရှိရင်မဆိုဆိုဖာမီဘောဆိုဆိုဆိုလာလာရီဒိုရီမီလို့ပြောပါဆို။တို့ဆရာချစ်ကဘယ်အောင်ဒီမို့ကြည့်အောင်ကျွန်တော်တို့။အဲ့ဆရာချစ်မို့ဒီကိုဘွိုင်းဝင်လာတယ်နော်ကိုဘွိုင်း။ ပြောမယ်ဆိုလို့ရှင်ဒါဟွာဟိုကိုစောမြို့ထကြီးကသူကဟွာဟိုအဲထိုလိုက်တဲ့ပုံစံမျိုးပေါ့သူကစူပရာနိုအဲထိုတန်နာ SCTP တဲ့ base တော့သူသူကဟိုကိုဘွားကကြတော့ကျွန်တော်တို့ဟိုကဖြစ်လိမ့်မယ်ဟိုကိုစောမြို့ထကြီးကအဲထိုလိုင်းအောင်လိုက်လို့ရှင်ဒါအပေါ်ကပြန်ပြီးလိုက်တာတန်နာနဲ့ပြန်လိုက်တဲ့ပုံစံမျိုးသူက

ဟာကြတော့မေဂျာတက် line ကိုယူတာသူကဟိုဟာ mid line ကိုယူသွားတာဆီယချစ်ကကြာ mid line ဆိုဒီကကြတော့ soprano line ဖြစ်ပါဘောအဲ့ဒါကိုနော်ဟိုနေဦးပြ soprano လည်းမဟုတ်ဘူးသူအဲ့ဘော soprano line ခေါ်ပါဘောဒါတော့လိုလေးလာပါဘော ွေ့လာအဲ့ဒါလေးไอ้ตัวเราป้องป้องดีไอ้ตาอมันไอ้เมโลดี้ตะจองตัวเออดาดีหัวบ่กูซุมิ้วที่จีไลน์แล้วพี่ว่าดีหัวกูกูกูยันไหนบ่ ့ဆက်ချစ်လိုက်အောင်လို့အဲ့ဒါပဲနော်အဲ့လေးလေတို့ရအောင်ပေါက်တည်လိုက်အဲအဲ့မဲ့ မယ်လိုဒီကိုစတီးပြီးတို့တချင်းပံတွေရဲ့မယ်လိုဒီအဲ့မဲ့ကိုစော်လက်တီးတဲ့ style ကကျွန်တော်တို့ဒီဟိုဟာပြောခဲ့ဘူးဒီဟိုဟောဒီဟို vintage ပုံစံမျိုးသူတီးပါတယ်အဲဖနော်တိုနဲ့အယူစာလေးတွေနဲ့တီးပါတာပြန်နှားထောက်ကြည့်လိုက်နော်ဒါလေးဒီကျွန်တော်ဒီကိုယ်စလို့ DS တာအဲ့လိုမျိုးအရင်တော့ကျွန်တော်ဟိုပါဘော ဟိုကရာသမားကြီးတွေပြီးရဲ့ဟာပုံလေးတွေတွားပြီးအမှတ်ရတယ်သူဂျီမီဟက်တွေဂျီမီဟက်တွေတို့ပါအဲ့လိုမျိုးကြီးရဲ့ပုံစံမျိုးကြောက်တော့ဂျီမီလေးတို့အဲ့လိုပုံစံမျိုးလေးတွားတွန်းမိုက်တယ် အလီဂျိုင်တာတူတလားဒီဘန်ကြီးဦးဗျာအဲ့လိုမျိုးသူကဘန်အဲ့ဒါကျွန်တော်တို့ဟိုပါဘောဟိုဘယ်လိုပြောလဲ slash ဆိုရင်အဲ့လိုမျိုးသားလို့တာဟုတ်လား slash ပုံစံမျိုးအဲ့လိုမျိုးဘယ်လိုခေါ်မို့ဘန်ကြီးလို့တာလေတောက်လျှောက်ဒီဘက်ကိုဆွဲဆွဲ slide ဘန်ကြီး slide ဘန်ကြီးအဲ့လိုမျိုးဆွဲဆွဲပြီး UV တီးရလေးရအရင်သဘောကျတာသူအဲ့ La vie. Sois joie. ကိုပိုင်းအလှည့်ရကြတော့ तू อ่ะဒီဘလူးခေါမိုဆိုတော့ဒီလက်ကရိုပေါ့ तू ဟိုဟာလက်ကရိုလေးတွေကအရန်ကောင်းတာဗျာနားထောင်ကြည့်လာအောင်တစ်ချက်ကျွန်တော်ဟာရတယ် တော့ no slow อ่ะรี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 ไอ้เดี๋ยวไอ้ห่าဝင်တော့มาเนาะဒီဆဆဆ DJ ဆိုတော့ကိုယူတော့မတော်အဲ့ဒီအဲ့ melody ကိုသူဝင်တော့มาအဲ့ဝင်တဲ့အချိန်မှာအဲ့ဒီဆိုတော့ melody ကိုဝင်တဲ့အချိန်မှာအဲ့တော့ဝင်တော့မဲ့အချိန်မှာ तू อ่ะခေါ်လာတာလေကေတုံနဲ့ခေါ်လာတာစောင်းရမ်းလာတာเนาะ ဂျိုးပုံစံမျိုးအဲ့လိုလေးဝင်လာတာတဲ့အော်ဒီအနေအမြင်လေးကိုယူတိုင်းရီရီရီ အဲ့ဒါလေးအာဒါတော့ဒီဟိုဟောဒီဟိုဟောပြောင်းဝင်တာဂီတာရစ်ဖလေးကိုပြောင်းဝင်တာ ဲ့ဒီပါဒီကိုစုံမထွင်ကြကြတော့သူတီးကြအဲ့လိုစိတ်ဟုတ်ပုံစံမျိုးစိတ်ဟုတ်ကြီးတဲ့ဒီ notes အလုံးကိုတီးတီးကြကြပြပြတင်းတင်းကြီးအဲ့လိုမျိုးထွက်လာအတီးကြကြီးအဲ့လိုထွက်လာတဲ့ပုံစံသူကဒီဘောဘောဟိုသူကလည်း vintage လို့ပြောလို့ရတယ်ဟိုအရှင်ကပုံစံမျိုးဒီ Panadon နဲ့ပုံစံမျိုးကြီးတယ်သူကနားထောင်ကြည့်တယ် nose အလုံးကြီးကအဲ့လို လူဘောတိမ်ဆောင်းမရှိတိတိကြကြကြီးလိုပြီးထွက်လာဆက်ဆက်ထည့်ရိုက်ထုတ်လိုက်တဲ့အတိုင်းပဲဗျာအဲ့လိုထွက်လာတာနော်ပြောကြတာကိုတန်ကိုခမောင်းတန်ပါတယ်ဘေ့စ်ကမိုက်တယ်ဟောဟုတ်ပါဦးเออဟုတ်တယ်ကိုခမောင်းတန်ပါတယ်ကျွန်တော်ဘေ့စ်ဘေ့စ်ဘောင်းကျွန်တော်အဲ့ခုချက်မှာကျွန်တော်တိချာကြည့်ပြီးတယ်အဲ့ ါလေကျွန်တော်ကဒီကိုစုံမျိုးထင်ကြီးဒီရဲ့ပုံစံကိုဖိုးပါကိုသွားမြင်လာတာဘသူ့ကိုသွားမြင်ဆိုတော့ pocket bag ပေါ့ pocket bag ကိုကျွန်တော်သွားမြင်တယ် Mr. Big Wire pocket bag ကြီးကိုအဲ့ပုံစံမျိုးပဲဟိုကိုစုံမျိုးတို့ကြီးอ่ะသူက ဲ့အဲ့ဒါလေးကတော်တော်လှတာကသူယူသွားတဲ့လူတွေကဒီ interval အောက်တဲ့အနေမြင့်လေးတွေခွဲယူယူသွားတာဒါပြီးဒါပြီးအဲ့ Steve Vine လို့ပုံစံမျိုးသူ Vine ဟိုဒါ Richard solo လေး ဲ့ဒီဒွာကိုကြိုက်တာဆရာချစ်ကလေအဲ့လိုမျိုးဒီလိုခေါ်ဖို့ဒီကျွန်တော်တို့ဒီ notes တွေကိုဟို technique ပေါ့ဒီနှံ့ဒီဟိုပေါ့ technique ဒီ tremolo နဲ့ဒီ hammer pull တော့အဲ့အမျိုးလေးတွေနောက်ပြီး interval ကိုဟိုအကျဲကြီးယူချပါတာ၄အဲ့မျိုး interval ကွာဝေး notes တွေအကျဲကြီးယူတာ၄အေးဒါဆိုကျွန်တော်လိုက်မတီးနိုင်ပါဘူးကျွန်တော်မြင်တဲ့ဟာလေးကိုပြပြရတော့အဲ့ ဟာတည်ရအဲသူကဖရဲထုံးနေအဲ့နေရာလေးတွေကဖရဲတို့ဒီတချိုးယူလို့ဆိုတော့ဒါကုစလဲဝင်လာပြီအဲ့ချိုးလို့အဲ့ဒီမှာဘာလို့ဆိုတော့ကျွန်တော်တို့ဒီဟိုဘို့ဟိုအော်ကက်စထရာပုံစံမျိုးတီးသွားတာသူတို့ကဒီနေရာကိုကြတော့အော်ကက်စထရာပုံစံမျိုးတီးသွားတာဒါတော့ရှိတယ် ကျွန်တော်တို့ဒီ harmony man skill တွေမှာအဲ့လိုမျိုးဟိုဂန်ဝင်ပုံစံမျိုးပေါ့ဗျာအဲ့လိုမျိုးအဲ့ skill ကိုဝင်ဖြုတ်တာသူကအဲ့ဟိုကြဘလို့ခေါ်မလို့ကျွန်တော်ဟိုအရင်တခါဒီဘုံကြီးမင်းပေါ့အဲ့အဲ့လိုပုံစံမျိုးသူက တို့ဝဝအဲဘူမီယံလိုပဲပြောရပါဗျာအဲ့လိုအဲ့လိုပုံစံမျိုးကြီးတီးရသူကဒီအလွတ်ပေါ်ဗျာလွတ်ပြင်းတဲ့ပုံစံမျိုးအလွတ်ဆိုမဲ့ဒီစီးနဲ့ပေါင်းလဲတော့သူတို့ကတော့တီးရပါအမှန်ကတော့နော်ဒီအော်ကက်စထရာပုံစံမျိုးအော်ကက်စထရာရပါဆိုအဲ့လိုမျိုးအဲ့လိုမျိုးပြင်းတာသူကနော် အရာလာဆို fingering ရတာတွေ့လားဒီ overdrive ကိုကိုကိုပြပြလေးအဲ့လိုမျိုးလေးအဟို clean tone อ่ะအဲ့လိုမျိုးဒီ drive for drive ကို short ပြီးတီးပြီးတော့ဒီဒီဟို volume clock ကိုနည်းနည်းတော့လောက်ပဲထားပြီးတော့သူကနည်းနည်းနည်းငါအဘဒီဟောဒီ fingering နေလို့ဆိုတော့ဟို ဲ့အဲ့လိုဒီဟိုဟာပေါ့ကွဲကွဲကွဲပြပြချောက်ချောက်ကက်ကက်လေးအဲ့လိုပေါ့နော်ဝီဝီတော့အဲ့လိုအဲ့လိုမျိုးပေါ့အဲ့ဒါကျွန်တော်ကြိုက်တဲ့ slash ပုံစံမျိုးတွေသူတီးတာလားနော် ကိုဘွားရလေခဏကျွန်တော်တက်အဲ तू ကတော်တော် melody ဆန်တယ် तू တီးရဟာလေးရလေဟိုချစ်စရာကောင်းတယ်အဲ့လိုမျိုး melody တော်တော်လေးကိုကောင်းတယ်ဘဲပါတော့ဒါဒီခေါ်လေးတွေကိုဖြီးဖြီးချသွားတာအမှန် तू ခေါ်ဖက်ချီပုံစံမျိုးဖြီးဖြီးချသွားတာအဲ့ဒါလေးကဟဟဟ စီအရှိကတော့ရတကယ်သူကတော့ပြောစရာဘလို့ညာပြောစရာစကားလုံးမရှိရအဲ့ဒါ no need for what but ပြောစရာစကားလုံးမရှိတော့ဘာဖြစ်လို့ဆိုတော့သူတုံးလာတဲ့နေရာပြုတ်သိမ့်နေတဲ့နေရာမှာ technique ကိုဘလို့တုံးလဲဆိုတော့ကျွန်တော်ပြမယ်ထားမလို့ဒါတော့ပြောပြရမယ်အဲထားမလို့ဆွဲယူလိုက်ပြီအဲတိတ်လာအဲ့လိုသူကကြတော့တော့အခုကုစုံမျိုးထွက်ကြည့်ဝင်လာပြီ တကယ်ထောင်းရပါဘူးလို့ပြောတာနော်ဟုတ်ဆိုအဲ့ဘယ်ခုနကကြားလိုက်တာဘောရခော့ကိုယူပြီးတော့ဖြီးသွားတာခော့တွေကိုသွား တယ်ဟောကိုသူတို့လည်းဟိုလေးစားတယ်ဟေးအဲ့ဒရမ်မောကီးဘုတ်တမားလေးကိုကျွန်တော်နာမည်မသိလို့ပါနော်အဲ့ဘာဖြစ်လို့ဆိုသူတီးသွားတဲ့ပုံစံတွေကလေတကယ်အော်ကက်စထရာပုံစံမျိုးတွေနားတော့ကြည့်တော့အဲ့ကီးဘုတ်ကီးဘုတ်တမားသူ့နာမည်တော့ကျွန်တော်မသိဘူးသူ့ကိုလည်း credit ပေးပါတယ်တကယ်အပူရှိပါဆောင်းအလာသူတီးသွားတယ် ွမ်မာနဲ့ဘီးရင်ချက်ကတော့တော်နေကိုတန်ဘေးစမားကိုခပေါင်းတန်ကြီးကတော့တကယ်လဲချင်ကြီးပါဗျာဆိုတော့ငိမ့်စင်းနေရပဲဘေးစတီးရော်လေးဘလို့ခေါမို့ရှေ့က front line သမားတွေ special ဖြုတ်ဆူတဲ့ပုံစံမျိုးသူအငိမ့်စရာခဲ့ပြီးဟိုဘက်ကင်ကိုတောက်ထားရတာအဲ့ဒါမျိုးဟုတ်လာပြီ ခုအဲ့ပဲကျွန်တော်တို့ကဒီ key center ပြောင်းသွားပြီနော်ဟိုတခြား key တွေရောက်သွားပြီအဲ key center ပဲ key တွေရောက်သွားဆို A တွေကိုရောက်သွားပြီအဲ့ဒါနော်အဲ့လေကြာရီတော့ကြာတာသူလုံးချင်လို့ဘလို့ခေါ်လုံတိုင်းဖြစ်နေရဗျာသူကအဲ့လို သူခေါင်းထဲမှာပေါ်လာတဲ့ nose လို့ဘက်ဆိုပြီးတော့လက်ကရောက်ပြီးသားအဲ့လိုမျိုးတွေဒီဒီဟိုဟို9ရောက်လုံးကနေအဲ့လိုမျိုးတွေသူကအဲ့တော့ဟိုဘီကျွန်တော်ဒီဟိုဗီဒီယိုလဲရှင်းသွားနေမယ်။ဒါသူဟိုကျွန်တော်ဒါလေးကိုဟိုအဲဗီဒီယိုလဲရှင်းသွားမှာဆိုတော့ကျွန်တော်တော်လိုက်တော့မယ်။ဒါဒါ ဒီအဲ့ channel မှာတော့ကြည့်လို့ရပါတယ်เนาะကျွန်တော်တို့အဲ့တော့လီတချင်းကိုလုပ်လာဒီ review လုပ်ရဲဆိုတာလည်းကျွန်တော်တက်လုံးလုံးတော်လုံးလို့တော့မဟုတ်ဘူးဒီကျွန်တော်တိထားတဲ့ဟိုအတိတွေနဲ့နိုင်ရှင်ပြီးတော့ဒါလီကဘလူးလေးလို့ပြောတော့ဒါလီကဘလူးလေးပါလိမ့်စီပြီးတော့ကျွန်တော်ပြောပြတာပဲရှိပါတယ်မင်း light ဒီဆိုရင်တော့မတီးနိုင်ပါဘူးဗျာเนาะเออไอ้เราเจอก็คือดีรีวิวนี้เนี่ยแหละอารมณ์โหนึกเสร็จแล้วเปียสิบ๊ายบาย